ာမယ့်နှစ်နှစ်တွင်ကင်မျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO ဌာနချုပ်ကိုအင်းစိန်မှာပြန်လည်ခြေချမည်ဆိုတဲ့သတင်းဟာလူများပြောစရာအကြောင်းအရာတစ်ခုဖြစ်လာခဲ့ပါတယ်။စစ်ကောင်စီကိုထိုးစစ်ဆင်တိုက်ခိုက်တော့မယ်လို့ညာတန်ပေးလိုက်ခြင်းလည်းဖြစ်ပါတယ်။1948ခုနှစ်မှာစတင်ဖွဲ့စည်းခဲ့တဲ့ KNDO ဟာရန်ကုန်အင်းစိန်မြို့နယ်မှာဌာနချုပ်ထားရှိခဲ့ပါတယ် 1949ခုနှစ်မှာမတရားသင်ကြီးညာခံရပြီးဌာနချုပ်တိုက်ခိုက်ခံခဲ့ရပါတယ်2020ခုနှစ်မှာဆရာနာသိမ့်ပြီးတဲ့နောက်စစ်တပ်ရဲ့တိုက်ခံတွေကိုအစိုးဆုံးလက်ခံနဲ့တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေထဲမှာကင်မျိုးသားစီယုံ KNU လဲပါဝင်ပါတယ်ပြည်သူ့ကာကွယ်တပ်မတော် PDF ဆိုတဲ့အမည်သက်မှတ်ချက်ပေါ်မလာခင်အစိုးပိုင်းကာလကပြင်း အာဏာသိမ်းစစ်ကောင်စီကိုလက်နက်ကင်တိုက်ခိုက်လိုတဲ့လူငယ်ထောင်ပေါင်းများစွာကိုကရင်တို့ရဲ့အုပ်ချုပ်မှုနယ်မြေတွင်းမှာလေ့ကျင့်သင်ကြားပေးခဲ့ပါတယ်။ဒါရီမကအချောင်းမျိုးမျိုးကြောင့်ရောက်လာကြသူများစွာကိုလည်းနယ်မြေတွင်းမှာခိုလုံခွင့်ပေးထားပါတယ်။ PDF ပေါ်ထွက်လာချိန်မှာလည်းကရင်တို့ရဲ့နယ်မြေတွေကိုအုံပြုတ်ခွင့်ပေးခဲ့ပြီးစစ်ကောင်စီကိုတွန်းလှန်တဲ့စစ်စင်ရေးတွေဆင်နွှဲစေခဲ့ပါတယ်။ အရင်ကသဘောထားမတက်ဆိုင်မှုကြောင့်ခင်ယူကနေခွဲထွက်သွားတဲ့ကရင်လက်နက်ကိုင်အစုအဖွဲ့တချို့ကိုလည်းနေမြေတွင်ပြန်လည်အခြေချလှုပ်ရှားခွင့်ပြုခဲ့ပါတယ်။ DGB ခွဲထွက်အဖွဲ့တစ်ခုဖြစ်တဲ့ဘူစောကျော်တဲ့ဥဆောင်တဲ့အဖွဲ့စုံးတဲ့ဓာမြဥဆောင်တဲ့ကော်တူးလီတက်မတော် KDN လေးကနေခွဲထွက်လာတဲ့ဘူအေဆေးဝါဖွဲ့တို့ကိုပြန်လက်ခံခဲ့ပါတယ်။ အာနာသိမ့်ပြီးလပိုင်းကြမှာပဲ KNU လှုပ်ရှားနေမြေမှာတိုက်ပွဲတွေကြေကြေပြန့်ပြန့်ဖြစ်ပေါ်ခဲ့ပါတယ်။အာနာသိမ့်ပြီးနှစ်လကြာမှာထိုင်းမြန်မာနယ်စပ်တန်လွင်မြစ်ပေါ်ချေပြုတ်ထားတဲ့စစ်ကောင်စီရဲ့တီမူထာစခန်းကိုသိမ်းခြင်းဟာပထမဆုံးစခန်းသိမ်းတိုက်ပွဲဖြစ်ပါတယ်။နောက်ထပ်တစ်လကြာမှာတော်လဲထာစခန်းကိုသိမ်းပိုင်နိုင်ခဲ့ပါတယ်။အဲ့ဒီစခန်းတွေဟာ KNU တပ်မဟာ9နေမြစ်တွင်းကစခန်းတွေလည်းဖြစ်ပါတယ်။ 2022ခုနှစ်ဟာခင်ယူနေမြစ်တွင်စခန်းသိမ်းတိုက်ပွဲအများဆုံးနှစ်လို့ဆိုရမှာပါတက်မ9မှာကြောင်းရစခန်းတက်မ6တေပေါ်ဘိုးစခန်းဝေါ်လီရဲစခန်းကြေးစခန်းတက်မ3မှာကြောင်းများအောင်းလုံးစိန်ကျွန်းမင်စိတ်ကော့ပြင်းနဲ့ကြောင်းစုစခန်းတို့ကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်2024ခုနှစ်မှာခင်ယူနဲ့၎င်းရဲ့လက်နက်ကန်တက်ဖြစ်တဲ့အကင်မျိုးသားလွတ်မြောက်ရေးတက်မတော် KNLA အတွက် တမိုင်းမတန်းသေးရေးထိုးနိုင်တဲ့အောင်ပွဲတွေရှိခဲ့ပါတယ်။တိုင်ရင်စေကြီးမျိုးနဲ့တွင်ရှိကြိုက်တုံပြူဟာမြရီမျိုးတင်ငန်းညီနောင်ပြူဟာချင်းမြန်တရင်သုံးခုကိုတင်ပိုင်နိုင်ခဲ့ပါတယ်။ဖာပွန်မှာခြေချစစ်ပြူဟာခမရ3လေး3ရနဲ့ခမရ3လေး1တို့သာကျင်းတော့ပြီးမြို့ကိုခင်ယူကထိန်းချုပ်ထားနိုင်ပြီဖြစ်ပါတယ်။အခုနောက်ဆုံးအနေနဲ့မွန်ကင်နေဆက်မဲပလီပြူဟာနဲ့ခင်ယူရဲ့ဌာနချုပ်ဟောင်းနေမြေဖြစ်တဲ့မာနေပလောဒေတာတွေကိုတင်ပိုင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ PDF ဟာမဖွဲ့စည်းခင်ကပင် KNL ရဲ့စစ်စင်ရေးတွေမှာပါဝင်နေခဲ့တာဖြစ်ပါတယ်။နောက်ပိုင်းစစ်ကြောင်းတွေဖွဲ့စည်းရမှာလဲစစ်ကြောင်းမှုဟာ KNL မှာဖြစ်ပြီးဒုတိယစစ်ကြောင်းမှုဟာ PDF မှာဖြစ်ပြီးတော့ကုတ်ကဲမှုတာဝန်ကိုယူရပါတယ်။ဒေသတွင်းအခြားသော KNL နိုင်ငံဖွဲ့တွေကတော့ KN နေကြဆောင်တက် BGF Democracy ကျိုးပြုတ်ကင်းတက်မတော် DKB နဲ့ KN ငြိမ်းချမ်းရေးကောင်စီ PC တို့ဖြစ်ပါတယ်။ တင်းနေကြသောတက်ဟာစစ်စိုးရလက်ထက်မှာ DGB ကနေခွဲထွက်ပြီးစစ်ကောင်စီလက်အောက်ခံ နေကြသောတက်အဖြစ်အသွင်ပြောင်းခဲ့ပါတယ်။တင်းနေကြသောတက်ဟာစစ်တပ်နဲ့တူလှုပ်ရှားခဲ့ပြီးစစ်စင်ရေးတွေမှာပါဝင်ခဲ့ပါတယ်။၂၀23ခုနှစ်မှာကင်းဖွဲ့စည်းတွေကြားညှိနှိုင်းမှုတွေပြုလုပ်ခဲ့ပြီးတဲ့နောက်ကင်းနေကြသောတက်ဟာတော်လှန်ရေးတပ်ဖွဲ့တွေရဲ့စစ်စင်ရေးတချို့တွေကူညီခဲ့ပါတယ်။ ကျိုက်တုံပြူဟာတင်ငန်းညီနောင်ပြူဟာနဲ့ညရီမြို့သိန်းတက်ပွဲတွေမှာ BGF ရဲ့အကူအညီများစွာပါဝင်ခဲ့ပါတယ်။ကျိုက်တုံပြူဟာသိန်းတက်ပွဲမှာ BGF က၎င်းတို့ရဲ့နေမီကိုသုံးပြုတ်ခွင့်ပေးခဲ့ပြီးတင်ငန်းညီနောင်ပြူဟာအစုလိုက်ပြုံလိုက်လက်နဲ့ချမှုမှာ BGF ကကြားဝင်ဆောင်ရွက်ပေးခဲ့ပါတယ်။အလားတူမအောင်မမြင်ဖြစ်ခဲ့တဲ့2023ခုနှစ်ကော့ဂရိတ်မြို့သိန်းတက်ပွဲ2024ညရီမြို့သိန်းတက်ပွဲတို့မှာလည်း BGF ကနှစ်ဖက်စလုံးကိုအကူအညီပေးခဲ့ပါတယ်။ နှစ်ဖက်စလုံးလိုဆိုရတာကတော့ကော့ဂရိတ်မျိုးတို့အောင်စရာစစ်ကြောင်းဝင်မလာခင်ရက်ပိုင်းလိုမှာ BGF ရောက်လာခဲ့ပြီးမျိုးရင်းရှိနေတဲ့တော်လန်ရေးတပ်ခွဲတွေရဲ့နေရာမှာဝင်ယူခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီလိုနေရာယူမှုဟာတညတာဖြစ်ပြီး အောင်စရာစစ်ကြောင်းဝင်ရောက်မလာခင်ချိန်ပိုင်းမှာ BGF ပြန်ထွက်သွားခဲ့ပါတယ်။အဲ့ဒါကြောင့်ပဲအောင်စရာစစ်ကြောင်းဟာကော့ဂရိတ်မျိုးတို့ခလုံးမထိစူးမညီပဲဝင်ရောက်လာနိုင်ခဲ့ပါတယ်။ မြ ாவரி မြို့သိမ်းတပ်ပွဲမှာလည်းတော်လန်ရေးတပ်ဖွဲ့တွေဝင်ရောက်မလာခင်ကတည်းကမြ ாவரி မြို့ဆောင်တပ်ဖြစ်တဲ့ခလာရနှစ်ခု၅ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့မိသားစုဝင်တွေဟာ BGF စီစဉ်နဲ့မြန်မာထိုင်းချစ်ကြည်ရေးတရအမှတ်နှစ်အောက်သို့ရောက်တော့ပါတယ်။ဒါပြင်အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့တွေလိုအပ်တဲ့ခရမ်းတွေသဲအိတ်ကာကွယ်တွေကိုလည်း BGF ကပဲထောက်ပံ့ပေးခဲ့ပါတယ်။တစ်ဖက်မှာလည်းတော်လန်ရေးတပ်ဖွဲ့တွေမြ ாவரி မြို့သို့ဝင်ရောက်နိုင်ဖို့လဲ BGF က ာရှလန်မြောက်ဖက်မြဝရီမြို့နီတက်ဆွဲထားတဲ့စခန်းကုန်းတွေကနေစွတ်ခွာပေးခဲ့ပါတယ်။မြဝရီမြို့ကိုတော်လန်ရေးတပ်ဖွဲ့တွေဝင်ရောက်လာခဲ့ပြီးတဲ့နောက်ပေါ်ပေါက်လာတဲ့အမှတ်နှစ်တရားအောက်တိုက်ပွဲမှာ BGF ကစစ်ကောင်စီတပ်ကိုကူညီပေးခဲ့ပါတယ်။နောက်ဆုံးမှာတော့မြဝရီမြို့ကနေ KNL နဲ့တော်လန်ရေးတပ်ဖွဲ့တွေပြန်လည်စွတ်ခွာခဲ့ရပြီး BGF ကတရအောင်ရှိစစ်ကောင်စီတက်တွေကိုမူလနေရာဖြစ်တဲ့ခလာရ1.5တွင်ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ် DGB ဟာလည်း BGF နီးတူတကူထွားတဲ့ကရင်လက်နက်ကင်ဖွဲ့ဖြစ်ပါတယ်။ DGB ကဘူဆာလုံးလိုတမူးတချို့ဟာလည်းအာနာသိမ့်ပြည်တော်နေဆက်သူရောက်သွားတဲ့လူငယ်တွေကို၎င်းတို့ရဲ့ TH အောက်မှာကာကွယ်ပေးခဲ့ပါတယ်။အဲ့ဒီလူငယ်တွေနဲ့ပဲစစ်ကောင်စီစခန်းတချို့ကိုတိုက်ခိုက်ခဲ့ပြီးမအောင်မမြင်ဖြစ်ခဲ့တဲ့ဥက္ကဋ္ဌစခန်းသိမ်းတိုက်ပွဲဟာထင်ရှားပါတယ်။ စစ်ကောင်စီနဲ့ဆက်ဆံရေးမပြတ်လို့တဲ့ DGB ခေါင်းဆောင်ပိုင်းကဘူစာလုံးပါဝင်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ပူးပေါင်းခဲ့တဲ့တပ်မှုတချို့ကိုတပ်ဖွဲ့ကနေထုတ်ပယ်ခဲ့ပါတယ်။တော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတီလင်းပူးပေါင်းမှု မရှိပေမဲ့လည်း DGB ဟာ၎င်းတို့ရဲ့နေမြေတွေမှာတော်လှန်ရေးတပ်ဖွဲ့တွေကိုရောစစ်ကောင်စီကိုပါဖျက်ဆီးသုံးမျိုးဝင်ပေးထားပါတယ်။တော်လိုင်းတက်ဖွဲ့တွေဘက်ကလို့မိမခံမဲ့ဝင်ရောက်တိုက်ခိုက်နေတဲ့ DGB တက်ဖွဲ့ဝင်တွေလည်းရှိနေပါသေးတယ်။ မြဝတီဒေတာဖလူဝေါ်လီလမ်းမိုက်မှာတော်လိုင်းတပ်ဖွဲ့တွေကိုပြန်ဆုတ်ဖို့ဖိအားပေးခဲ့သူဟာ DGB ဖြစ်တယ်လို့ဖျားသုံးစုမျိုးပေါ်ကစစ်တပ်ကိုယူနီဖောင်းနဲ့မျိုးပြင်မထွက်အောင်ထိန်းသိမ်းထားသူဟာလည်း DGB ပဲဖြစ်ပါတယ်။ BGF နီးတူ DGB ဟာလည်းကြားဖြန့် online ငွေကြေးလိမ်လည်မှုလုပ်ငန်းလုပ်ဆောင်တဲ့တရုတ်လူမျိုးတွေကို၎င်းတို့ရဲ့အနာဇက်အောက်မှာအကာအကွယ်ပေးထားပါတယ်။ တမရဦးသိန်းစိန်လက်ထက်အပြစ်ရဲ့ဖွဲ့တစ်ခုဖြစ်တဲ့အကင်ငင်းငင်းကောင်စီရဲ့တော်လှန်ရေးမှာပါဝင်မှုကရှင်းရှင်းလင်းလင်းရှိပါတယ်။တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအတွက်လက်နက်ခိုင်းရန်တွေတည်ဆောင်ပေးတာရောင်းချတာနေမြေအုံပြုဖျက်တမ်းခွင့်ပေးတာတွေလုပ်ပါတယ်။၎င်းတို့ရဲ့နေမြေတွင်းမှာလောင်စာဝိုင်းတွေပျော်ဝဲရှင်ဝဲတွေနဲ့အမြဲမပြတ်စီကားတိုက်မြိုက်စေတဲ့အဲ့ဒီတပ်ဖွဲ့ဟာစစ်ကောင်စီနဲ့လည်းပလဲပနံတင်လာတဲ့တွေ့စစ်ကောင်စီစစ်ကြောင်းမြောက်ရီမြို့သူချီတက်နိုင်မှုလဲ၎င်းတို့ရဲ့နေမြေကိုအုံပြုခွင့်ပေးထားပါတယ်။ BGF နဲ့ကရင်ငင်းကြီးကောင်စီတို့ဟာအာဏာသိမ်းပြီးတဲ့နောက်မှာစစ်ကောင်စီနဲ့ထိတွေ့တိုက်ပွဲလုံးဝမရှိခဲ့တဲ့အဖွဲ့နှစ်ဖွဲ့ဖြစ်ပါတယ်။ KNL ကလွဲပြီးကျန်သုံးဖွဲ့စလုံးဟာတော်လိုင်းတက်တွေနဲ့ရောစစ်ကောင်စီနဲ့ပါတင့်မြက်အောင်ပေါင်းနေကြတာဟာယနေ့ချိန်ထိဖြစ်ပါတယ်။ဒါကြောင့်မဲတော်လိုင်းတက်ဖွဲ့တွေကစခန်းသိမ်းလိုက်အဲ့ဒီဖွဲ့တွေကဂျားဝင်ဆောင်ရွက်ပေးတဲ့တွေပြန်ဆုတ်ပေးရလိုက် နောက်တစ်ဖန်ပြန်တိုက်လိုက်နေအဆုတ်တဲ့တန်တရာလဲခဲ့တာဟာလွန်ခဲ့တဲ့၄နှစ်စလုံးပဲဖြစ်ပါလေ။အဲဒီလိုဖြစ်နေတဲ့နေရာဟာအခြားသောတက်မဟာရီထက်အဖွဲစုံရှိနေတဲ့ KNU တက်မဟာ6နေမြေမှာတည်တာထင်ရှားဆုံးဖြစ်ပါလေ။ကရင်လက်နက်ကိုင်တပ်တွေထဲမှာဘေဖွဲကအင်အားပိုတောင်တင်းနေဆိုတာကိုအတိအကျပြောရခက်ပါလေ။ဒါပေမဲ့ကရင်လက်နက်ကိုင်၄ဖွဲ့အနေနဲ့ KNL ကလွှဲရင်ကြံ၃ဖွဲ့ဟာလက်နက်ခရင်တောင်တင်းပြီးတက်ဖွဲ့ဝင်တွေကိုလည်းအတန်အသင့်ငွေကြေးထောက်ပံ့နိုင်ပါလေ။ တလားကိုမြန်မာငွေကျပ်9သိန်းဝန်းကျင်နဲ့ညီမျှတဲ့ထိုင်းဘတ်ငွေ3000ငွေ9000ကျားထောက်ပံ့နိုင်ပါတယ်။ BGF, DGB နဲ့ကင်းငင်းငင်းကောင်စီတို့ဟာစစ်တပ်အာဏာမသိခင်ကပင်အွန်လိုင်းလောင်းကစားလုပ်ငန်းတွေ၊ကာစီနိုတွေ၊ကားနဲ့ကုန်ပစ္စည်းမှောင်ခိုလုပ်ငန်းတွေ၊လူမှောင်ခိုလုပ်ငန်း၊ခီးသွားလုပ်ငန်းတွေနဲ့ကြီးကြီးတက်ချမ်းသာနေကြပြီးဖြစ်ပါတယ်။အာဏာသိမ်းမှုဖြစ်ပေါ်လာတဲ့အခါတော်လှန်ရေးတပ်ဖွဲ့အသီးသီးတွေလက်နက်ခဲယမ်းမှောင်ခိုလုပ်ငန်းတွေလုတ်ကင်မှု အခွင့်လန်းပိုရှိလာခဲ့ပါတယ်။ 2023ခုနှစ်ဒီဇင်ဘာလနောက်ပိုင်းမြန်မာထိုင်းဒီကကုံသွေးလမ်းမကြီးပိတ်သွားခဲ့ပြီးတဲ့နောက် DGB ခွဲထွက်မှာဘူစောကျော်တဲ့ဦးဆောင်တဲ့အဖွဲ့ကင်းငင်းငင်းကောင်စီ BGF တို့ကအာရှလမ်းဟောင်းနဲ့မြောက်ရီထုကော်ကိုလမ်းတွေကိုအသုံးပြုစေပြီးအခွန်ကောက်ချင်းကနေဝင်ငွေရပေါက်ရလန်းဖြောင်ပြုနေကြပါတယ်အွန်လိုင်းငွေလေလုပ်ငန်းတွေကြောင်းထိုင်းနိုင်ငံကနေဆက်ဖြစ်ကျော်73စီရောင်းချမှုကိုပိတ်ပင်လိုက်ချိန်မှာ လိုအပ်တဲ့စက်သုံးစီတွေကိုခင်ယူနေမြေတွင် ဖြတ်သန်းခွင့်ပြုစေခြင်းအပြင် KNU တွက်လည်းအကျိုးမြတ်ရရှိနေပြန်ပါတယ်။တနည်းအားဖြင့်မြန်မာထိုင်းအာရှလမ်းမကြီးကိုပိတ်ထားနိုင်ခြင်းကကင်လဲနိုင်ငံဖွဲ့အားလုံးတွေအကျိုးစီးပွားမျှဝေခံစားခွင့်ရနိုင်ကြပါတယ်။စင်ရဒူကြာညောင်းခဲ့ပြီဖြစ်တဲ့ကင်းဒေါ်လန်ရေးဟာနှိမ့်မြင့်များစွာကိုဖျက်ဆီးခဲ့ရပြီးဖြစ်ပါတယ် အကျိုးစီးပွားနုံနေကနေရုံထွက်နိုင်မှုခက်ခဲနေခြင်းအကွဲကွဲပြားပြားဖြစ်နေတဲ့ကင်လန်းတဲ့ဂိုင်တွေအခုပြစ်စုပ်ပံမှာလဲပေါင်းစည်းနိုင်ပြီလို့မဆိုနိုင်သေးပါဘူးကင်ဒေါ်လာရဲ့စရုပ်ထမျိုးဆက်လို့ဆိုရမယ့်လူငယ်တွေဒေါ်လာရဲ့နိုင်ငံရေးနိုးကြားမှုနဲ့ပါဝင်လာမှုဟာတည်တည်သာသာ ရော့ချလာနေပါတယ်အရွယ်ရောက်ကင်လူငယ်တွေဟာအိန္ဒိယနိုင်ငံတွေကိုထွက်ခွာပြီးမိမိဘဝနဲ့မိသားစုဘဝရည်တည်ရွယ်ရွေးချယ်လာကြပါတယ် အဲ့လိုဖြစ်လာရခြင်းမှာလေကရင်လူငယ်တွေကို အပြစ်ဆိုလို့မရနိုင်ပါဘူးအကွဲကွဲပြားပြားဖြစ်နေတဲ့ကရင်လဲနှကိုင်တွေအကျင့်ပြတ်ခြားဆမ်းမှုနဲ့ကိုဂျိုးစီဝါသမားတွေကို၎င်းတို့ရဲ့အနီးအနားမှာကာလရှိကြာမြင်တွေ့လာရခြင်းကလေကရင်လူငယ်တွေတော်လှန်ရေးမှာပါဝင်မှုနေပါခြင်းရဲ့အကြောင်းရင်းတစ်ခုဖြစ်လာပါတယ် ာနာသိမ့်ပြီးတဲ့နောက်ဖော်ဆောင်တဲ့ကျင်းတွေရဲ့ထိုးစစ်တွေဟာကချင်ပလောင်ရခိုင် ကိုကန်တို့နဲ့အမြဲတမ်းလိုလိုနှိုင်းရှင်ခံနေရပါတယ်။တစ်တုံညာနှစ်ခုစစ်စင်ရပြီးမှကျင်းလန်းနဲ့ကင်တွေပေါ်ဝေဖန်မှုတွေတိတိသာသာထွက်ပေါ်လာခဲ့ပါတယ်။ပြီးကြတဲ့နှစ်ကမအောင်မမြင်ဖြစ်ခဲ့တဲ့ကော့ဂရိတ်မျိုးသိမ်းတိုက်ပွဲပြီးတစ်နှစ်ကြာအခု2025ခုနှစ်အေဗီလာမှာနောက်ထပ်တစ်ဖန်ကြီးမားတဲ့ထိုးစစ်ကြီးကိုကျင်းလန်းနဲ့ကင်တွေဖော်ဆောင်နေပြီဖြစ်ပါတယ်။ ဒီစစ်စင်ရေးဟာပြီးကြတဲ့နေ့ကဖော်ဆောင်ခဲ့တဲ့အာရှလမ်းမော်ကစစ်စင်ရေးတွေနဲ့ကွဲပြားခြားနားမှုနည်းငယ်ရှိနေပါတယ်။အခုစစ်စင်ရေးတစ်ခုလုံးကို KNN လေကဥဆောင်ပြီးကရင်နဲ့မာမိတ်မွန်လဲနဲ့ကင်တွေဖော်ဆောင်လာတာဖြစ်ပါတယ်။ကရင်နဲ့မွန်တော်လိုင်းလဲနဲ့ကင်ဖွဲ့တွေထံသို့အသွင်ပြောင်းခဲ့သူတွေက လွတ်ပြီးကိုစစ်စင်ရေးမှာတော့ PDF ပါဝင်မှုက ပြောပါလောက်အောင်မရှိပါဘူး။အခုစစ်စင်ရေးမတိုင်ခင်မှာလေ KNL ဟာအနန်းကွင်းဖြူဟာကိုတနစ်ကြာပေးဆိုတိုက်ခိုက်ခဲ့ပါသေးတယ် အဲ့ဒီတိုက်ခိုက်မှုမပြီးပြတ်သေးခင်မှာပဲကော့ဂရိတ်ဂျွန်ဒိုးဒေတာတိုက်ပွဲတွေကိုဖော်ဆောင်လာတာဖြစ်ပါတယ်။အခုတစ်ဖန်ထိုးစစ်မှာတော့အင်အားသုံးဆွဲမှုပြင်အရင်ကတနက်မဖောက်ရနိုင်မည်ဖြစ်တတ်မှတ်ထားတဲ့ခင်ယူတက်မာခွန်အာရှလန်မှမြောက်ဖက်အချင်းမှာပါတိုက်ပွဲတွေဖော်ဆောင်လာတဲ့တွေ့ရခင်နဲ့မတူထူးခြားတဲ့အောင်မြင်မှုတွေပြသပြီးတော့ဝေဖန်သူတွေကိုနှုတ်ဆက်သွားစေမလားဆိုတာကစိတ်ဝင်စားစရာကောင်းနေပါတယ်။ မြန်မာထိုင်းနဲ့ဆက်အကင်းပြင်းနယ်လှိုင်းပွဲမြို့နယ်တွေကစစ်ကောင်စီရဲ့တားလေပြူဟာစခန်းကိုတက်မဟာခွန်တက်ဖွဲ့ဝင်တွေကမေလ14ရက်နေ့နက်ပိုင်းမှာတင်ပိုက်လိုက်ပါတယ်။ထိုင်းစစ်တပ်က၎င်းတို့ပတ်ချင်းမှာလုံခြုံရေးယူခဲ့ရတဲ့အထိပြစ်ခတ်တိုက်ပွဲတံတွေပြင်းထန်ခဲ့ပါတယ်။တက်မဟာခွန်ဟာ2024ခုနှစ်ဒီဇင်ဘာလ16ရက်နေ့ကစပြီးလှိုင်းပွဲမြို့နယ်ရှိ KNU ဌာနချုပ်ဟောင်းမာနေပလော့ဒေသကိုတက်မဟာ9တက်ဖွဲ့တွေနဲ့တူပူးပေါင်းသိမ်းယူခဲ့ရတာကနေ နေမြင့်တွင်တိုက်ပွဲတွေစတင်ခဲ့ပါတယ်လက်ရှိမှာတက်မာ9မြရှိစစ်ကောင်စီရဲ့အမှတ်31ခြေလင်းတရင်ခြေဆိုင်ရာ point 1.8စကန်ခေါ်ဘူလူတူတက်စကန်ခလယ်ဒီစကန်မော်ဖားသူစကန်လေးပနာတီခေါ်တခေါ်ဘီခွေးတက်စကန်တောင်လေဘီဝါစကန်စတဲ့စစ်စကန်၅ခုတို့ကိုစက်တိုက်သိမ့်ပိုက်ထားပါတယ်ခင်းယူတက်မာခွန်ရှိစကန်တွေကိုစစ်တပ်ကလွယ်တကူလက်လွတ်နေရတာဟာ အဲ့ဒီနေမြေမှာရှိတဲ့စစ်ကောင်စီတက်ကို BGF ကကာကွယ်ထောက်ပံ့မပေးတော့တာကြောင့်လို့ယူဆရနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့အာနာသိမ့်မိချိန်ကာလတစ်လျှောက်လုံးစစ်တပ်ကနေဆက်စစ်ခန်းတွေကိုထောက်ပံ့ပို့ဆောင်ရေးတွေ BGF နေမြေကိုတုံ့ပြုခဲ့တာကြောင့်ဖြစ်ပါလေ။မီဒိုပင်ဆိုတကမူစစ်ကောင်စီကရွက်ောက်ပွဲလုံးမယ်လို့ကြေညာထားတဲ့အခု2025ခုနှစ်မှာကရင်တိုင်းသားတို့ဖော်ဆောင်လာတဲ့ထိုးစစ်ဟာဘလောက်ထိခီးပေါင်းမြောက်မယ်ဆိုတာကို စောင့်ကြည့်နေကြပြီဖြစ်ပါတယ်